မင်္ဂလာပါရှင်မင်္ဂလာပါကချင်ပြည်နယ်မှာရေကဒါစီမံကိန်းဆက်တခုတည်ဆောက်မဲ့အစီအစဉ်ရပ်တန့်ပေးဖို့ဒေတာခံမျိုးနွယ်စုတွေကနိုင်ငံတော်တမတာထံစာရေးတောင်းဆိုလိုက်ပါတယ်ကရင်ပြည်နယ်မှာတော့မိုးရသည့်ကောက်ဆုံးပြီဖြစ်တဲ့အတွက်သောက်သုံးရေဝဲယူတုံးဆွဲဖို့ပြင်ဆင်နေကြရပါတယ်ရှမ်းပြည်နယ်မှာတော့ရေကဒါတည်ဆောက်ရင်တဘောအလှတရားတွေရှိတဲ့ကျွန်းတထောင်ရင်းနှမြုပ်သွားမဲ့အကြောင်းရုတ်တရက်ရိုက်ကူးထားတဲ့ဒသင်းစာရှင်းလင်းပွဲတွေကျင်းပခဲ့ပါတယ် အာရှဖွံ့ဖြိုးရေးပိုင် ADB ရဲ့ချင်းငွေရရှိပါကမော်လမြိုင်ရေးထဝယ်တက်အားလိုက်နဲ့ဓာတ်အားခွဲယုံစီမံကိန်းတွေစတင်အကောင့်တွေဖော်မယ်လို့စက်တင်ဘာ26ရက်နေ့ကကျင်းပတဲ့ဒုတိယကြိမ်ပြည်တွလွတ်တော်ပုံမှန်အစည်းအဝေးမှာလက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြောလိုက်ပါတယ်။ မုံပြင်းနယ်ရေးမဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်ထွန်းခိုင်ကလက်စစ်မီမရရှိသေးတဲ့ရေးမြုံနယ်ကိုလာမယ့်ဘန္တာနှစ်အတွင်းမဟာတပ်အားလိုက်မှလက်စစ်မီထွက်တန်းပေးနိုင်ရေးအစီအစဉ်ရှိမရှိမေးမြန်းမှုအပေါ်ဒုဝန်ကြီးကဖြေကြားခဲ့တာပါ။ လက်ရှိရေးမြို့နယ်အတွင်းပေါက်ကလေးကလက်စစ်မီးဖြန့်ဖြူးပေးနေတဲ့မြတ်သူရထွန်းကုမ္ပဏီကရေးမြို့ပေါ်ရက်ကွက်ကိုရက်ကွက်နဲ့ချောင်းတောင်အစင်ဓမင်းစိတ်အပေါ်စီးဖြူတောင်ဒူရာကျေးရွာတို့တယူနစ်ကို350ကျပ်နှုန်း24နာရီလက်စစ်မီးများဖြန့်ဖြူးပေးနေပါတယ်ရှင်ကရင်ပြည်နယ်တွင်းကအပြည့်ရဲ့နယ်မြေတွေအတွင်းမှာတိုက်ပွဲတွေဆက်လက်မဖြစ်ပွားတင်တော့ဘူးလို့ကရင်လူမှုအဖွဲ့အစည်းတွေကပြောဆိုလိုက်ပါတယ်။ လိုင်ပွဲမြို့နယ်မေတဘောဒေသမှာအစိုးရတပ်မတော်နေချားဆောင်တဲ့ BGF ပူပေါင်းတပ်တွေနဲ့တိုးတက်တော်ဗုဒ္ဓဘာသာကင်းအမျိုးသားတပ်မတော် DKBA ခွတ်ထွက်ဖွဲ့တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားမှုတွေကြောင့်ကင်းအမျိုးသမီးအစည်းအရုံး KWO နဲ့ကင်းလူအခွင့်အရေးအဖွဲ့တွေကပြောဆိုလိုက်တာဖြစ်ပါတယ် တိုက်ပွဲဖြစ်တဲ့နေရာတွေက NCA လက်မှတ်ရေးထိုးထားတဲ့ KNU နယ်မြေတနည်းအားဖြင့်အပြည့်ရဲ့နယ်မြေတွေထဲမှာလို့ပြောလို့ရတဲ့အတွက်ဒါဟာမဖြစ်တော့သလိုစည်ရင်ဒီမဟုတ်တဲ့အခြားဖြစ်ရှင်းသည့်တွေကိုရွေးချယ်တင်တယ်လို့ KWO တွဲဖက်အတွင်းမှတက်နော်သမလာစောကကရင်သတင်းစင်ကိုပြောပါတယ် DKBA ခွတ်ထက်ဖွတ်ဟာတနင်္ဂနွေလောက်ပြစ်ခတ်တိုက်ခိုက်မှုရစရေးတဘောတူစာချုပ် NCA ကိုလက်မှတ်မထိုးထားပေမဲ့အခုဖြစ်ပွားနေတဲ့မြန်ကျင်းကိုမေတ္တဘောကားလမ်းမတလျှောက်တိုက်ပွဲတွေဟာ KNU ရဲ့ဖအံခရင်နဲ့ဖပွန်ခရင်နယ်မြေမှာရှိနေတာဖြစ်တဲ့အတွက်ဒီဒေတာဟာအပြစ်ခတ်ရစရေးဒေတာဖြစ်တယ်လို့ဆိုပါရယ် အန်စီမှာပါဝင်တဲ့နဖက်လိုက်နိုင်ရမယ့်အပြစ်ခံတိုက်ခိုက်မှုရစရေးဆိုင်ရာကိစ္စတွေမှာအပြစ်ရဲ့နယ်မြေထဲမှာတစ်ဖက်နဲ့တစ်ဖက်အကြားနယ်မြေစုမှုမှုတက်လှောက်ရှားတာတို့ကင်းထောက်တာတို့အင်အားတိုးချဲ့တာတွေလက်နက်ကင်တိုက်ခိုက်မှုတွေ မိုင်းထောင်တာတွေအကြမ်းဖက်တိုက်ခိုက်မှုတွေရုပ်ဝတ္ထုပစ္စည်းများဖျက်ဆီးတာတွေနဲ့ထိုးစစ်ဆင်ခြင်းတွေကိုရပ်ဆိုင်ဖို့ဆိုတဲ့အချက်တွေပါဝင်တဲ့အတွက်အခုကိစ္စကမဖြစ်တဲ့အရာ ဖြစ်တယ်လို့ထောက်ပြထားပါတယ် အော်တိုပါလာ၃ရက်နေကခုမြချက်မရခဲ့တဲ့မစ်ဂျီနာမှာပြုတ်လုဖို့စီစဉ်ထားတဲ့ကချင်ဒေတာအတွင်းတက်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်ရင်းလမ်းလျှောက်ဆန္ဒပြောက်ထုတ်ဖော်ခြင်းစီစဉ်ကို အခုလ၆ရက်နေကကျင်းပခွင့်ပြည်လည်းရရှိခဲ့ပါတယ်ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ထိုးစစ်တွေရပ်တန့်ရင်းနဲ့ပတ်သက်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖော်မဲ့ကိစ္စဟာငြိမ်းစုစီဥပဒေနဲ့ညီညွတ်မှုမရှိဘူးဆိုပြီးဆန္ဒထုတ်ဖော်ရမှာဥဆောင်တဲ့တူတွေကိုရဲတပ်ဖွဲ့ကခေါ်ယူတွေ့ဆုံပြီးအခုလနိုင်ရက်နေ့ကတားမြစ်ခဲ့တာဖြစ်ပါတယ်။ ငိမ့်စုစီဥပဒေအရဆန္ဒထုတ်ဖော်ဖို့9ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီးဥပဒေနဲ့အညီမလုပ်ဘူးဆိုရင်အရေးယူသွားမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ကချင်ဒေသအတွင်းတပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်ရင်းလမ်းလျှောက်ဆန္ဒပြထုတ်ဖော်ခြင်းအစီအစဉ်ဖြစ်မြောက်ရေးဦးဆောင်သူတွေကပြောပါတယ်။ အော်တိုဘာလ3ရက်နေ့တုန်းကတော့လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတဲ့အတွက် စီတာပူရက်ွက်မှာရှိတဲ့မနောကွင်းထဲမှာပဲထောင်ချီတဲ့မြစ်ကြီးနားဒေသခံတွေဟာတက်မတော်မှထိုးစစ်ဆန့်ကျင်ရေးစုဝေးပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ရှင်။အေယဝတီမြစ်ဆုံမြညာမြစ်ဝက်နဲ့ငေါ်ချန်းခါပေါ်ရှိရီကာရာစီမကိန်းစစ်တခုတည်ဆောက်မှုကိုရပ်တန့်ပေးဖို့ဒေသခံမျိုးနွယ်စုတွေစစ်တင်ပါလာ29ရက်နေ့ကနိုင်ငံတော်တမရထံအစာရေးတောင်းဆိုလိုက်ကြပါတယ်။ မရှာတော့အဖုံဖုံတော့အဲ့ဒီရေကတာစီမံကိန်းတွေမကဘူးသူတို့ကုမ္ပဏီတွေကအဲ့ဒါကိုအကြောင်းပြပြီးရွှေတူတစ်ထုပ်အကုန်လုတ်လာမှာပဲစီမံကိန်းခွင့်ပြုလိုက်ချိန်မှာအဲ့ဒါတွေမလုပ်နဲ့လို့ပြောလို့လည်းရမှာမဟုတ်တော့ဘူးပြီးတော့သူတို့ကလူများတဲ့အတွက်လူမှုရေးပြဿနာတွေကြုံလာမယ်အထူးသဖြင့်ကသူတို့နဲ့အတူမူရင်းစေဝါလာမယ်အဲ့ဒါတွေအရန်ကြောက်တယ်စတင်ပါလာ20နှစ်23နှစ်ရတာချစ်ဖွေးဆော့လော်ဒေတာခံများပြုလုပ်တဲ့အစီအွေးကနေနိုင်ငံတော်တမရဦးထင်ကျော်ကိုတောင်းဆိုလိုက်ကြခြင်းဖြစ်ပါတယ် မေဖို့စာမှာအိမ်မိုင်းခနဲ့ငေါ်ချမ်းခပေါ်စီမံကိန်းတွေဟာဒေသခံတွေရဲ့တဘောတည်ညီမှုကိုပါတဲ့ပြင် ပွင့်လင်းမြင်လာမှုမရှိတဲ့အတွက်ရက်တန့်ရက်တောင်းဆိုခြင်းဖြစ်တယ်လို့ပြောပါတယ်ကောင်းကျိုးထက်အစိုးကျိုးပူခန်းစားရမယ်ဒီစီမံကိန်းဟာအဲ့ဒီဒေတာမှာနေထိုင်တဲ့လက်ချိတ်လဝငေါ်ချမ်းနဲ့နေစုတိုင်းရင်းသားများရဲ့ဘဝအမွေနှစ်တွေပျက်စီးသွားမဲ့အပြင်အတက်မွေးဝမ်းကြောင်းလောက်ကင်ရမှာလဲခက်ခဲသွားမယ်လို့ပြောပါဗျ။ right တမွန်တိုက်ကအတင်းကလေးဆာငါကြောင့်ကောမရှာချင်းမဆုံးအဲ့ဒီမြေပေါ်မှာရေကာတာစီမံကိန်းဆောက်လို့ရင်လူ3000လောက်နေရွှန့်ခွာရမယ်ရွာက68ရွာကျွန်တော်တို့ကမြေကမ်းတစ်ချောင်းမြေကိုအမေပြုတ်ပြီးတော့လေကရစ်ဆက်ပြိုးရေးတွေကိုပဲလုတ်ကင်စားတော့တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီမှာစီမံကိန်းကောင်တွေပေါ်လိုက်ရင်အဲ့ကလူတွေအကုန်လုံးပြောင်းရမှာပဲဘူမိဗေဒပညာရှင်များကတော့မြစ်စုံရေကာတာတဝိုက်ငလင်ကျောရှိတာကြောင့်စီမံကိန်းတိဆောက်ပါကစိုးရင်ဖွဲရှိတယ်လို့ပြောထားပါဗျ ဝင်ကြီးချုပ်နဲ့ကော်မရှင်အဖွဲ့ချီဖွေဒေတာကိုတွားရောက်ခဲ့ပေမဲ့ဒေတာခံတွေနဲ့တွဲဆုံမှုတော့မရှိခဲ့ပါဘူး။ဒါအပြင်စီမံကိန်းနဲ့ပတ်သက်ပြီးဒေတာခံတွေကိုရှင်းလင်းပြောပြတာမျိုးမရှိခဲ့ဘူးလို့ဦးလွင်းဆောင်ကပြောပါရယ်။ဒိုင်းနားနယ်မြေတွေမှာပြဿနာမဖြစ်ရှင်းနိုင်သေးဘဲမြစ်စုံမြညာမြစ်ဝမ်းနဲ့ငေါ်ချမ်းခပေါ်ရှိရေကာတာစီမံကိန်းများအလုံးကိုရပ်ဆိုင်ပေးဖို့ဒေတာခံတွေကနိုင်ငံတော်တမနာဦးထင်ကျော်ထံတောင်းဆိုလိုက်တာဖြစ်ပါရယ်။ ရှမ်းပြည်တွင်းရှိမြစ်ချားများအတွက်လှုပ်ရှားမှုအဖွဲ့ရှမ်းပြည်ညီညွတ်ရေးကော်မတီနဲ့ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေစုပေါင်းပြီးရှမ်းပြည်ရှိကျွန်းတထောင်ရေလွှမ်းတော်မီဆိုတဲ့ရုပ်တံကိုထိုင်းနဲ့မြန်မာနိုင်ငံမှာတပြိုင်နက်ပြသခဲ့ပါတယ်။စံဝါဟေထိုင်းမန်တုံးနဲ့ကနမ်တေးယင်းတင်တာမိုင်တုံရေကတာဆောက်လို့ရင်ကျိုင်းလုံးကျိုင်းခမ်းနဲ့ ခွင်းမျိုးတိရွေလာမယ်။ကဘာကမမြင်ဘူးတဲ့သဘာဝအလှကိုရေမလောင်ငင်ရေအောင်မြောက်ခင်ကြည့်ရှုနိုင်အောင်ပါ။ဒါကြောင့်ဒီရုပ်ဆောင်ကိုထုတ်လို့ရတာပါ။နောက်ဒီလိုလှပတဲ့မြေချောင်းတွေနေထိုင်မှုစရိုက်တွေဒလိထုံးတန်းတွေကဘာတီသေးတရှိနေအောင်ထိမ့်သိမ်းစောင့်ရှောက်တတ်ဖို့ပါ။အရင်စစ်ဆိုးရလက်ထက်တုန်းကစစ်ဘေးစစ်တံကြောင့်ထွက်ပြေးလာခဲ့ရတဲ့ဒေသခံတွေတောင်အခုထိနေရမပြနိုင်သေးဘူးဒီမိုင်းတုံရေကတာကိုစောက်မယ်ဆိုရင်ဒေသခံပြည်သူတွေကိုဒုတိယအကြိမ်ညှဉ်းထုတ်သလိုဖြစ်သွားမယ်ဒါကြောင့်ဒီမိုင်းတုံရေကတာစီမံကိန်းကိုစန့်ကျင်ကောက်ကွက်ကြပြီးရှမ်းပြည်ရဲ့သဘာဝအ လှတရားတွေမြေချောင်းတွေကိုထိမ့်သိမ်းစောင့်ချောက်တက်ကြဖို့ပါရှမ်းပြည်ရှိကျွန်းတထောင်ရေလွှမ်းတော်မြေရုပ်တံကိုစက်တင်ဘာလ28ရက်နေ့ကရန်ကုန်တောင်ကြီးနဲ့ချိန်မှိုင်300ရာပြသပြီးတန်လွင်မြစ်ပေါ်ရေကာတာတည်ဆောက်မဲ့အကြောင်းနဲ့ဒေတာခံတွေရရှိမဲ့စိုးကျိုးတွေကိုတည်င်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ် ရန်ကုန်မှာတော့ Orchid Hotel မှာကျင်းပခဲ့ပြီးတန်လွင်မြစ်ပေါ်ရေကာတာဆောက်မယ်ဆိုရင်တဟင်းသားတွေရဲ့ဆန္ဒကိုမမေ့မြန်းပဲဆောက်ရင်ငင်းချမ်းရင်အမျိုးသားရင်ကြားစေရေးနဲ့ဝေးကွာသွားမှာစိုးရတယ်လို့ခွန်ထွန်းဦးကပြောပါတယ်တောင်ကြီးမှာတော့ရှမ်းစာပေနဲ့ယဉ်ကျေးမှုခမ်းမမှာကျင်းပခဲ့ပြီးထိုင်းနိုင်ငံကျင်းမိုင်မြို့မှာတော့ဝက်ပါပေါက်ဖုံးကြီးเจ้าမှာကျင်းပခဲ့ပါတယ်။ ဒီရောက်တန်ဟာရှမ်းပြည်တောင်ပိုင်းကိုဟဲမြို့နယ်နတ်ပန်ချောင်းဘေးကတဘဝအလှနဲ့ရိုးရာတလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။တန်လွင်မြစ်ပေါ်မှာမိုင်းတုံရေကာတာဆောက်လုပ်ရင်းအလှတရားနဲ့ပြည့်စုံတဲ့ကျုံးတထောင်ဟာရေအောင်ဖြောက်သွားမှာဖြစ်ကြောင်းနဲ့ဒေတာခန့်တွေကတူတူရဲ့ဆန္ဒကိုပြောပြထားကြပါတယ်ရှင်။ကင်းဒီပီမာမိုးရတီကုန်းဒီပီဖြစ်တဲ့အတွက်မဲဆက်မြို့နယ်ကြောက်စုရွာသားတွေရေဝဲတုံးနိုင်ဖို့ပြင်ဆင်နေရပါလေ။ ကျဆကြီးရဟာမိုးရေကိုအဓိကထားအသုံးပြုနေရပြီးယခုမိုးရာဒီကုန်နေပြီဖြစ်တဲ့အတွက်ဒေသခံများကရေဝဲတုံးနိုင်ရန်ပြင်ဆင်နေကြရတာဖြစ်ပါတယ်။ဒီနေ့မှာမိုးပိုရွာပေမဲ့ရေကိုခြွေတာတုံးနေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ရေနဲ့ပတ်သက်မှဆိုရင်တော့မြေမြရရတော့ပြောင်းတော့တချို့ကပတ်စံရှိတဲ့လူလည်းအများကြီးရှိတယ်။တကယ်တဲ့လူအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီအားလုံးတစ်ယောက်လုံးလုပ်ပြီးမှတောက်လို့ရအောင်ပေါ့။ အခု loss ဆိုရတဲ့ကလောင်ကတကံလာလောက်ဖို့စီစဉ်လို့ရှိတယ်ဒါပေမဲ့ယူမလားလို့သူတို့လာမိခါကျတော့မယူသေးဘူးမဖြစ်လို့မယူတော့ဆိုတော့ရည်မရှိလို့ကျွန်တော်တို့ကံပဲဆောက်ရင်းဒီမှာကံလည်းလဲဆောက်ထားတယ်အများကြီးလေရည်လုံးဝမရှိလို့တကံမှမရှိလို့အဲ့ဒါကြောင့်မလို့ရည်မမြန်ရနိုင်ရတော့ပိုကောင်းတော့ ကျဆူကျေးရမှာအထူးကရေအခက်အခဲဆုံးဖြစ်ပြီးရေတပေပါကိုတထောင်ချက်နဲ့ဝေတုံးနေရတာဖြစ်ပါတယ်။ရေကိုရွာနဲ့သုံးပိုင်ခန့်ဝေးတဲ့ဘာမခေချောင်းနဲ့နမ်မဆူချောင်းတို့မှာထော်လာကြီးဆိုင်ကယ်တွေနဲ့တွားခတ်နေရတာဖြစ်ပါတယ်။ကျဆူကျေးရမှာမိုးရတီဆိုမိုးရီခန့်သုံးပြီး အခြားအချိန်မှာသုံးပိုင်လောက်ဝေးတဲ့နေရာမှာတွားခတ်နေရပါတယ်။အစိုးရကရေလောင်ကန်နဲ့ရေဆုပ်ဆက်ကို လာသက်ဆင်ထားပေမဲ့ရေဆုပ်အားမရှိတဲ့အတွက်အဆင်မပြေဘူးလို့လည်းတီးရပါတယ်။ ကျမတို့ကရေအဆင်ပြေရင်တော့ကျမတို့ဒေတာတော့စိုက်ပြူရေးလှုပ်ရှားတာတော့စီးပွားရေးနေနေဖြစ်စိုက်ပြူရေးလှုပ်ရှားတာပဲတော့ဆင်ပြေပါတယ်။ဒါပေမဲ့ကျမတို့မှာဒီအခက်အခဲကဒီရေတစ်ခုပဲပေါ့။ရခိုင်ပြည်ကတောင်တူလေဓမားတွေကိုကိုစားပြုတဲ့တောင်တူလေဓမားသမကတစ်ခုပေါ်ပေါက်ဖို့အတွက်လေဓမားတွေစ조사နေကြပါတယ်။တိတ်ကတော့ကျွန်တော်တို့တောင်တူလေဓမားနံပါတ်1ကတော့ကျွန်တော်တို့တောင်တူလေဓမားအကျိုးစီးပွားကိုမြင့်တင်ဖို့ရယ်နှစ်ကတော့ဒီဇယ်ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ကျွန်တော်တို့မြေယာသိမ်းဆည်းမှုတွေမြေယာဆုံးရှုံးမှုတွေကိုကာကွယ်ဖို့ရယ် တတိယတစ်ချက်ကတော့တောင်သူလယ်သမားကျိုးစည်းဘောက်ကိုတောင်သူလယ်သမားတွေကိုယ်တိုင်အပြည့်အဝဖန်တီးနိုင်ဖို့ရဲ့အဲ့ဒီရည်ရွယ်ချက်၃ချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကျင်းပရတာဖြစ်ပါတယ်ရခိုင်ပြည်နယ်ဟာတခြားတိုင်းရင်းသားဒေသတွေထက်တောင်တူလေဓမားတွေရဲ့အခွင့်အရေးတွေဆုံးရှုံးနေနေတဲ့အတွက်ဒီလိုတမကတစ်ခုရှိနေဖို့လိုအပ်လာပြီလို့လေဓမားတွေကဆိုကြပါဗျ ဲ့ဒီတမကပေါ်ပေါက်လာဖို့အတွက်လဲရခိုင်ပြည်နယ်မြို့နယ်အတိုင်းကလက်သမားကိုစလဲရီပါဝင်တဲ့ညီလာခံတစ်ခုကိုမြေပုံမြို့မှာရှိတဲ့မြို့နယ်ခမ်းမမှာစက်တင်ဘာလနောက်ဆုံးပတ်ကပြုလုပ်ခဲ့ပါတယ်ဒီလိုတမကတခုခန့်ခိုင်မမပေါ်ပေါက်လာခဲ့ရင်ရခိုင်ပြည်နယ်ထဲကတောင်တူလေဓမားတွေရဲ့ခေါင်းပုံဖြတ်ခံနေရတာတွေနဲ့ဆုံရှုံနေနိုင်မှုတွေကိုတမကကနေတစဉ်အစိုးရသိအောင်ကိုကြီးဖြည့်ရှင်းပေးနိုင်လာလိမ့်မယ်လို့လည်းလေဓမားတွေကသုံးသပ်နေကြပါတယ်။ တောင်တူလေဓမာတမကဖြစ်လာဖို့အတွက်တက်ရောက်လာတဲ့လေဓမာတွေထဲကကိုယ်စလဲ40ကျော်ကိုယာယီကော်မတီဝင်တွေအဖြစ်ရွေးချယ်ခဲ့ကြပြီးဒူတို့တွေကနေတဲ့စဉ်ဂျေးရွာမြို့နယ်တွေကလေဓမာတွေကိုတိုက်တွန်းနှိုးဆော်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ။ဒါပေမဲ့တမကကိုပဲချိန်မှအပြီးဖွဲ့စည်းသွားမယ်ဆိုတာကတော့ဥဆောင်သူတွေအနေနဲ့ပြန်လည်တွဲဆောင်ဆွေးနွေးရအောင်မယ်လို့ဆိုပါတယ်။အစိုးရအဆက်ဆက်ကတင်ဆက်ခဲ့တဲ့လေယာဉ်မြေတွေကိုအခုလက်ရှိမှာမူလပိုင်ရှင်တွေကိုပြန်လည်ပေးအပ်မှုတွေရှိနေတယ်ဆိုပေမဲ့လည်းရခိုင်ပြည်နယ်ကတချို့တောင်သူတွေကတော့အစိုးရနဲ့ဌာနဆိုင်ရာတွေရဲ့အကတိလိုက်စားမှုတွေကြောင့်ပြန်လည်ရရှိမှုနဲ့ပါနေသေးတယ်လို့လည်းလေဓမ္မအရေးဆောင်ရွက်နေသူတွေကဆိုပါတယ်ရှင်။ ွန်ပြည်နယ်မှာလက်ရှိအစိုးရတက်လက်ထက်မှာပဲလန်ခင်းကြောင့်ပိုင်းထုတ်လုပ်ရေးလုပ်ငန်း40ခုလောက်ကန်ခွင့်ရရှိဖို့တက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာထပ်မံလျှောက်ထားတယ်လို့ွန်ပြည်နယ်အစိုးရအဖွဲ့ယုံကပြောပါတယ်အတက်ထမှန်လျှောက်ထားတဲ့လုပ်ငန်းတွေမှာကြိုက်မြုံ၅ခု၊ရေး၄ခု၊ကြိုက်ထုံ၂၆ခု၊တထုံ၄ခုနဲ့ပေါင်တစ်ခုလိုပါဝင်ပါတယ်။အရင်ကလိုင်စင်ရရှိပြီးဖြစ်တဲ့လမ်းကိကျောက်ထုတ်လို့ရေးမှန်း၈၈ခုရှိပါတယ်။ မွန်ပြည်နယ်ပေါင်းမြို့နယ်အုတ်တန်ကြီးရွာကလမတောင်ပေါ်ရှိ လောင်းလိုက်ကုမ္ပဏီမှထုတ်လုပ်တဲ့ကြောင်ပိုင်းကစမ်းကြောင်တစ်ခုကြားမှာရှိတဲ့ကြောင်ပြင်မှာတိဆောက်ထားပြီးကြောင်ပိုင်းခွဲတဲ့အရှင်ကြောင့်ကြောက်တာနေရနေကွက်အပ်ကတောင်ချင်ရှိလူနေရက်ွက်တို့ကြားရောက်လာမဲ့အန်ဒီအေတွေကိုလည်းရွာတူရွာသားတွေကရင်ဆိုင်နေရကြောင်းကြောင်ပိုင်းခွဲမှုကြောင့်မြေအောက်ရေကျုံးမှာပျောက်ဆုံးသွားတဲ့အတွက်ရွာအတွင်းရှိရေတွင်းရေကန်တွေကိုလည်းအလင်းမြန်ခန်းဆောင်နိုင်တယ်လို့လေ့လာချက်အရသိရပါတယ်ရှင်။ အစစ်စင်ကိုကြည့်ရှုအားပေးနေတဲ့မိဘမိသူပေါင်းရှင်လန်းချမ်းမြေကြပါစေရှင်။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်ဒီတစ်ပတ်စီစဉ်ကိုရှင်းနာခွင့်ပြုပါရှင်။